မင်္ဂလာပါရှင်။မနေ့ကနိုဝင်ဘာ၈ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်နေတဲ့သတင်းအကြောင်းအရာတွေကိုပြန်ပြီးစုစည်းတင်ဆက်ပေးလိုက်ပါရှင်။အရင်ဆုံးအနေနဲ့မြန်မာပြည်တွင်းထက်ကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါ။စကိုင်းတိုင်းရွှေဘုံမြို့နယ်နှောပင်ရွာကိုစစ်ကောင်စီကဝင်ရောက်စီးနှင်းပြီးမိချို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။နိုဝင်ဘာလ၈ရက်ဒီနေ့မနက်၄နာရီမှာဝက်လက်မြို့နယ်စိုင်းနိုင်လေးကျွော်ကနေခွဲထွက်လာတဲ့စစ်ကြောင်းဟာ နော်ဘင်ရွာကိုစီးနှင်းဝင်ရောက်ပြီးမိရှုဖြက်စီးခဲ့တာပါဒေသခံတူက PDF ရွာဆိုပြီးရှုတာပြည်သူတွေကပြေးနေတော့အထိခိုက်မရှိဘူးလို့လက်တလောသိရကြောင်းပြောပါတယ်စစ်ကောင်စီတပ်ကနော်ဘင်ရွာကိုနေရာသုံးခုခွဲပြီးမိရှုဖြက်စီးခဲ့တာကြောင့်ပျက်စီးဆုံးရှုံးမှုပိုများနိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်အဲ့ဒီစစ်ကြောင်းဟာအင်အားခွဲပြီးတနက်ချောင်ရွာကိုလည်းဝင်ရောက်ဝင်နောက်ခဲ့တယ်လို့သိရတာပါအဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာလအတွင်းမှာပဲဝက်လက်မြို့နယ်အနောက်ချမ်းကမူကြီးခေါ်တာတမကုန်း တတဦးထုံးဖို့ရွာတော်ကုန်းရွာနဲ့ရွှေဘုံမြို့နယ်ဘုံခွဲရွာကအနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးကြတယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းပေါ့မြို့နယ်တောင်ပိုင်းမှာစစ်ကြောင်းထုတ်နေတဲ့စစ်ကောင်စီတပ်နဲ့ဒေါ်လန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးတရင်ရဲမြတ်တွေကပြောပါတယ်။ဒေါ်လန်ရေးတပ်ဖွဲ့တွေစိုးမိုးရာပေါ့မြို့နယ်ရဲ့တောင်ဘက်ချမ်းကိုစစ်ကောင်စီတပ်ကဒေသတွင်းပြည်သူစစ်တွေနဲ့ပေါင်းပြီးအင်အား၄၀၀ဝန်းကျင်နဲ့စစ်ကြောင်းထိုးနေတာပါ။နိုဝင်ဘာလ9ရက်နေ့ကတနီကုန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာလ6ရက်နေ့မနက်မှာလဲတိုက်ပွဲဆက်ဖြစ်ခဲ့ပြီးစစ်အုပ်စုဘက်ကအသေးအပြောက်များခဲ့တယ်လို့စစ်ရေးတရင်းမြက်ကပေါ့မြို့နယ်တောင်ပိုင်းကတိုက်ပွဲအခြေအနေကိုရှင်းပြပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်စီကနေလက်နက်ခရံတွေသိမ်းဆီးရရှိတာတွေရှိတယ်လို့ပေါ့စစ်ဖြူပူပေါင်းစစ်ကြောင်းရဲ့တပ်ဖွဲ့ဝင်တူကဆိုတာပါဒါပေမဲ့တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်နဲ့စစ်ကောင်စီစစ်ကြောင်းအခြေအနေတွေကြောင့်ဖြစ်စဉ်အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့သူကဆိုတာပါစစ်ဖြူအခြေဆိုင်အမှတ်22ကာကွယ်ရေးပစ္စည်းစက်ယုံကပ္ပစ22ကနေ တက်မ69လောက်ခန့်တရင်3ရင်ကအော်တိုဗလာ29ရက်ကစပြီးပေါ့မြုံနယ်တောင်ဘက်ချမ်းကိုစစ်ကြောင်းထိုးလာတာပါတရင်3ရင်ပူပေါင်းထားတဲ့စစ်ကြောင်းကိုအော်တိုဗလာ31ရက်ကအစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားရုတ်အလောင်း3လောက်နဲ့လက်နက်ခရမ်းတချို့ရရှိထားတယ်လို့သိရပါတယ်ဒါ့ပြင်အဲ့ဒီစစ်ကြောင်းကနေပဲနိုဝင်ဘာ10ရက်နေ့ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား2ယောက်ကိုပေါ့မြုံနယ်ပတ်ကောက်ဖကလက်နက်တွေနဲ့တကွဖမ်းဆီးထားတယ်လို့သိရတာပါလက်ရှိစစ်ရေးအခြေအနေအရ ပေါက်ဆေးဖြူလမ်းပိုင်းကိုရက်အကန့်အသတ်မရှိပိတ်ထားတယ်လို့တော်လရေးတက်တွေကထုတ်ပြန်ထားပါတယ်ရှင်။စင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာစစ်ကောင်စီတပ်ကအစိုးမနေရတွေပြန်လည်ရရှိဖို့အတွက်အင်အားအလုံးရနဲ့ထုတ်ဆစ်ဆင်ဖို့ကြိုးပမ်းနေတယ်လို့ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူတူဖြစ်တဲ့ဆလိုင်းရောမန်ကပြောပါတယ်။နိုဝင်ဘာ၈ရက်ဒီနေ့မှာကျင်းပါတဲ့ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်တပ်ဖွဲ့ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုမှာဆလိုင်းရောမန်ကချင်းပြည်စစ်ရေးအခြေအနေတွေကိုထုတ်ဖော်ပြောပြခဲ့တာပါ။ စစ်ကောင်စီကရှမ်းမြောက်မှာအပြစ်ရဆဲပြီးတဲ့နောက်မြေပြတ်နဲ့ချင်းပြည်ကိုချိုးဆစ်ဆင်နေတယ်လို့ဆိုပါတယ်။စုမုံနေမြေပြန်ရောက်ဖို့စစ်ကောင်စီကြိုးပမ်းရမှာချင်းပြည်ထက်မြေပြတ်ကပထဝီအနေထားအရထောက်ဖို့ပေးနိုင်မှုအခြေအနေအရစစ်ကောင်စီအတွက်ပိုလွယ်ကူနိုင်မဲ့အနေထားရှိတယ်လို့ဆလိုင်းရောမန်ကဆိုပါတယ်။စစ်ကောင်စီကချင်းပြည်ကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိုးမိုးနေမြေပြန်ရယူချင်နေတဲ့အတွက်ကြောင့်ထောက်လျှောက်ထိုးစစ်ဆင်ခဲ့ပြီးထောင်နဲ့ချီနှီးပါရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့မှုဖြစ်ပွားနေတယ်လို့ ဇလိုင်းရောမန်ကဆက်ပြောတာပါချင်းတောင်ပိုင်းဒေသကိုဦးတည်တဲ့စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုခုခံတုတ်ပြန်ရမှာမဟာမိတ်အင်အားကောင်းတာခန်းစစ်စည်းကိုရှေ့တိုးနိုင်တာဒေါ်လာရေးကိုနှောက်ယှက်မဲ့အဖွဲ့အစည်းနေတာကြောင့်ပြင်းစင်ချိန်ပိုရပြီးအသက်ရှူပိုချောင်တယ်လို့ဇလိုင်းရောမန်ကရှင်းပြပါတယ်လက်ရှိဟာဒေါ်လာရေးရည်ချိန်အရတနိုင်ကလုံးအတိုင်းတာအနေနဲ့အခက်ခဲဆုံးအချိန်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီဟာချင်းမြောက်ပိုင်းကိုအသေးအံစစ်ကြောင်းပြန်ထိုးပြီးအင်အားအလွန်ကျုံသုံးနေတယ်လို့လည်းဆိုပါတယ် အော်တိုဘာလနောက်ဆုံးပတ်မှာစစ်ကောင်စီတပ်ဟာတီးတဲ့မြို့ကိုရဟတ်ရင်နဲ့အကြိမ်30နီးပါးစစ်အင်အားနဲ့လက်နက်ခဲယံဖြစ်တင်းနေတဲ့လို့မြေပြင်ကနေထိုးစစ်ဆင်လို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်ရှင်။အာနာသိန်းစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲရလကိုပြတ်သားစွာညှင်းပယ်ပေးဖို့အိန္ဒိယနိုင်ငံတွေအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုက်အဝန်းကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဒီနေ့တိုက်တွန်းလိုက်ပါတယ်။နိုဝင်ဘာ၈ရက်ဒီနေ့ကြောက်ရောက်တဲ့ 2020အထွေထွေရွေးကောက်ပွဲ9နှစ်ပြည့်အထိမ်းအမှတ်ကြေညာချက်မှာ CRPH ကထပ်မံတိုက်တွန်းခဲ့တာဖြစ်ပါတယ်။စစ်တပ်ရဲ့လူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့်ပြည်သူ3.6တန်းကျော်နေရာဆုံးကွာတင်းရှောင်နေရပြီးတန်းပေါင်းများစွာသောပြည်သူတွေဟာအိမ်နီးချင်းနိုင်ငံတွေနဲ့အခြားနိုင်ငံတွေမှာဒုက္ခသည်အဖြစ်ခိုလုံနေကြရတယ်လို့ CRPH ကဖော်ပြပါတယ်။ဒီအချိန်တွေမှာစစ်တပ်ကပြုလုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာမြမငင်းချင်းရင်ကိုဥတီတဲ့ရွေးကောက်ပွဲတစ်ခုမဟုတ်ကြောင်းနဲ့ ပြည်သူအများစုရဲ့စံတော့အမှန်ကိုထင်ရှားစေမှာမဟုတ်ကြောင်းစစ်ဘုတ်ချုပ်တွေရဲ့အာဏာကိုဆက်လက်ဆုတ်ကိုင်းထားနိုင်ရင်ဂျိုတင်အစီစဉ်ထားတဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်းထုတ်ပြန်ပါတယ်။စစ်အုပ်စုရွေးကောက်ပွဲဟာဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါကိုပိုပြီးဆိုးရွားစေလိမ့်မယ်လို့တတိပေးပါတယ်။ဒါကြောင့်ဆိုးရွားတဲ့အခြေအနေများစွာကိုရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေအတွက်စစ်မှန်တဲ့အငြင်းကြေးဟာပိုပြီးအလန်းဝင်းနေလိမ့်မယ်လို့ CRPH ကထုတ်ပြန်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့ကမ္ဘာသတင်းဖြစ်ရတချို့ကိုနားဆင်ရမှာဖြစ်ပါရှင်သမရောင်းရဲ့နိုင်ငံသားရေးဝန်ကြီးချုပ်မှာသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းတွေကိုရုရှားအစိုးရကငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။အခုသတင်းပတ်ထဲမှာနိုင်ငံသားရေးဝန်ကြီးစာဂျီလာဘရော့ဟောရုရှားသမရောင်းဗလာဒီမာပူတင်ရဲ့အတင်းမာမှုတွေရှိနေတယ်ဆိုတဲ့ထင်ကြေးတွေတိတိတသားထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ရုရှားအစိုးရရုံးဆိုင်ရာကရမလင်နန်းတော်ကတော့နိုဝင်ဘာလ9ရက်နေ့မှာအဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးအတိအလင်းငြင်းဆိုခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ပူတင်တို့တွေ့ဆုံကြမဲ့ကိစ္စစီစဉ်ထားပြီးမှအမေရိကန်ဘက်ကအဆိုင်ငံ့သွားတာနဲ့ပတ်သက်လို့အသက်85နှစ်အရွယ်လက်ဘရော့ရဲ့လုပ်ပုံကိုင်းမှုတွေကိုပူတင်ကအစိတ်ပြန်နေကြောင်းကောလာဟာလာတွေထွက်ပေါ်နေပါတယ်။လက်ဘရော့ဟာဆိုဗီယက်ခေတ်လက်ကျန်ဝါရင်တန်တမန်အရာရှိတဦးဖြစ်ပြီးညှိနှိုင်းမှုတွေမှာဒေဒိုးဆန်ဆန်ချင်းကပ်လေးရှိတာတွေကြောင့်လူသိများပါတယ်။အခုသတင်းပတ်ထဲမှာတော့ Kremlin နန်းတော်ထဲမှာ Lavrov တေချာပေါက်တက်ရောက်ရမယ့်အစည်းအဝေးမှာပြက်ကွက်ခဲ့တယ်လို့ ပြီးခဲ့တဲ့လကတောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက်လည်းပူတင်ကတခြားတူဦးကိုရွေးချယ်ခဲ့တာပါ။ပုံမှန်ဆိုရင်အဲ့ဒီလိုအစည်းအဝေးမျိုးမှာလက်ဘရော့ကပဲတာဝန်ယူနေကြဖြစ်ပါတယ်။ပြီးတော့လွန်ခဲ့တဲ့သတင်းနှစ်ပတ်အတွင်းနိုင်ငံသားရေးဝန်ကြီးဌာနဟာလက်ဘရော့ရဲ့ခီးစဉ်တွေဘာကိုဘယ်လိုစီစဉ်ထားသလဲ၊ဘယ်အခမ်းအနားတွေကိုတက်ရောက်မလဲဆိုတာတွေနဲ့ပတ်သက်လို့လုံးဝမထုတ်ပြန်ဘဲနှုတ်ဆက်နေကြတာပါ။ပူတင်နဲ့လက်ဘရော့တို့ရန်ဖြစ်ထားကြသလားဆိုတဲ့ကိစ္စကိုသတင်းတောက်တွေကမေးတဲ့အခါမှာ ဂရမလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဒီမီထရီပတ်စကော့ကခတ်တတူပဲသူပြန်ဖြေမှာဖြစ်ကြောင်းအခုထပ်ပေါ်နေတဲ့သတင်းတွေထဲမှာမှန်ကန်တာတစ်ခုမှမပါကြောင်းတုတ်ပြန်သွားခဲ့ပါတယ်။လက်ဘရော့ကသူ့ရဒူတာဝန်မှာဆက်ရှိနေသလားလို့မေးတဲ့အခါမှာပတ်စကော့ကတေချာပေါက်ရုရှားရဲ့နိုင်ငံသားရဲ့ဝန်ကြီးဟောင်းလက်ဘရော့ဖြစ်ကြောင်းပြန်ဖြေသွားခဲ့ပါတယ်။လက်ဘရော့ဟာအော်တိုဗလာ20ရက်နေတုန်းကအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူပီယိုနဲ့ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ထရမ့်က ဘူတင်တဲ့သူလူချင်းတွေ့ကြမဲ့ကိစ္စကိုအကန့်အသတ်မရှိဆိုင်းငံ့ထားမယ်လို့ကြေညာခဲ့တာပါထရမ့်ကအချင်းဖြုံးယုံတက်တက်အစွန်းနေပွဲမျိုးကိုတော့သူမတက်ချင်ဘူးလို့ပြောခဲ့ပါတယ်ထရမ့်ဟာရုရှားနဲ့ယူကရိန်းကြားကအစ်စ်ဝဲကိုရပ်တန့်စေဖို့အတွက်ဘူတင်နဲ့ဒိုင်းရိုက်ညှိနှိုင်းတဲ့ဗျူဟာကိုအသုံးပြုနေပြီးဩဂတ်စ်လတုန်းကအလာစကာမှာပထမဆုံးအချင်းလူချင်းတွေ့ဆုံခဲ့ကြပါတယ်နောက်ထပ်ဆွေးနွေးပွဲကိုဟန်ဂရီနိုင်ငံမှာထပ်မံပြုလုပ်ဖို့စီစဉ်ထားပြီးမှထရမ့်ဘက်ကရုတ်တရက်ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်ရှင့် အခုနှစ်အတွက်အသေးအပြောက်အဆိုးဆုံးမုန်တိုင်းကြီးတံကိုလလောလလတ်ခန်းစားထားရတဲ့ဖလပိုင်ဟာနောက်ထပ်အင်အားဖြင့်မုန်တိုင်းတစ်ခုရဲ့ဥတီချင်းကလာမှုနဲ့ကြုံနေရပြီဖြစ်ပါတယ်။ဖလပိုင်နိုင်ငံအရှိတ်ဘက်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိနေတဲ့ဖန်ဝေါင်မုန်တိုင်းဟာဇက်တိုက်အားကောင်းလာနေပြီးဖလပိုင်ကမ်းခြေကိုစူပါတိုင်ဖွန်းအဆင့်မျိုးနဲ့ဝင်ရောက်တိုက်ခတ်ပွဲရှိနေတယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ပြည်တွင်းမှာတော့ UN လို့နာမည်ပေးထားတဲ့ဖန်ဝေါင်မုန်တိုင်းဟာလလောဆယ်မှာတနာယီလေတိုက်နှုန်း86မိုင်နှုန်းထိပ် ပြန်ထန်နေပါတယ်ဖလော်ပိုင်ကမ်းခြေနဲ့နီးကပ်လာတဲ့အချိန်ကျရင်လေတိုက်နှုန်းဟာတနအီကို134မိုင်လောက်ထိအားကောင်းလာနိုင်တယ်လို့ဖလော်ပိုင်မိုးလေဝသဘျူရိုရဲ့ပညာရှင်တူဖြစ်တဲ့ဘန်နီဆန်အက်စတာရာဂျာကပြောကြားသွားတာပါဖန်ဝါမုန်တိုင်းရဲ့အဓိကထင်ရှားတဲ့ဝိသေသအလက္ခဏာတစ်ခုကတော့အရွယ်အစားအရန်ကြီးမှကျယ်ပြန့်တာဖြစ်တယ်လို့သူကဆိုပါတယ်မုန်တိုင်းကြောင့်မိုးတဲထန်စွာရွာပြီးရေကြီးတာကံရိုးရန်းတွေမှာလှိုင်းလုံးကြီးတွေရိုက်ခတ်တာတစ်ပင်တွေအမြစ်ကနေကျွတ်ထွက်တဲ့အထိ လေပြင်းတက်ခိုက်တာတွေဖြစ်နိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ဒါကြောင့်လဲဆောင်းဝါမုန်တိုင်းနဲ့ပတ်သက်လို့မိုးလေဝသဆိုင်ရာအရေးပေါ်သတိပေးချက်ကိုဘယူရိုက ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီကြေညာချက်ဟာဖလော်ပိုင်းမှာလူ200ကျော်ဗီယက်နမ်မှာလူ9ယောက်သေဆုံးခဲ့တဲ့ကဲလ်မက်ဂီတိုင်ဖွန်းမုန်တိုင်းကြီးတိုက်ခတ်ပြီးရက်အနည်းငယ်ကြာမှာထွက်ပေါ်လာတာပါ။ဖလော်ပိုင်းနဲ့ဗီယက်နမ်တို့ဟာဒီနေရာအရနစ်ဆန်တိုင်ဖွန်းမုန်တိုင်းတွေရဲ့ဒဏ်ကိုအခမ်းအနားဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်။အထူးသဖြင့်ဖလော်ပိုင်းဟာ နှစ်စဉ်ပြင်းမြမုန်တိုင်းအရေအတွက်20လောက်ဝင်ရောက်တက်ခတ်တာကိုကြုံရလေရှိတယ်လို့သိရတာပါသိပ္ပံပညာရှင်တွေကတော့ကမ္ဘာရာသီဥတုပုံနွေးလာခြင်းဟာကယ်မက်ကီလိုမုန်တိုင်းတွေကိုအရင်ကထက်ပိုမိုကြမ်းတမ်းအားကောင်းလာစေတယ်လို့ဒီပေးပြောကြားထားပါတယ်ရှင်အမေရိကန်နဲ့တောင်ကိုရီးယားကြားကလုံခြုံရေးဆိုင်ရာဆွေးနွေးမှုတွေအမေရိကန်လေယာဉ်တင်သင်္ဘောကြီးတစီတောင်ကိုရီးယားကိုရောက်ရှိလာရတဲ့နဲ့ပတ်သက်ပြီးမြောက်ကိုရီးယားကချင်းချောက်တတိပေးလိုက်ပါတယ်မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးနိုကွမ်ချိုက အဲ့ဒီခြေနေတွေကိုရှုတ်ချကြောင်းနိုဝင်ဘာလအရှိန်အနီမှာကြေညာခဲ့တယ်လို့မြောက်ကိုရီးယားဘက်ကရန်လိုတိုက်ခတ်မှုပိုဆံတဲ့အစီအမံတွေနဲ့တုတ်ပြန်ရလိမ့်မယ်လို့သတိပေးသွားခဲ့တာပါအဲ့ဒီမတိုင်ခင်တည့်ရက်မှာလဲမြောက်ကိုရီးယားဟာအရှိဘကန်လွန်ပင်လယ်ပြင်စီကိုတိုက်ချင်းပြက်ဒုံးကျည်စီစမ်းသက်ပြက်ခတ်ပြခဲ့ပါတယ်အခုသတင်းပတ်ထဲမှာအမေရိကန်ကစိုက်ဘာငွေကြေးခွာချမှုဆွဆွဲချက်တွေကိုအခြေပြုပြီးမြောက်ကိုရီးယားကလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတချို့ကိုလည်းစီးပွားရေးပိတ်ဆို့အရေးယူခဲ့တာပါ နိုဝင်ဘာလ10ရက်နေ့မှာတော့တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတုတ်ပြန်ကြေညာချက်ထုတ်ပြန်ရမှာမြောက်ကိုရီးယားဒုံးကျည်ပြစ်ခတ်မှုကိုရှုတ်ချထားသလိုတောင်ကိုရီးယားအမေရိကန်လုံခြုံရေးဆွေးနွေးမှုတွေနဲ့ပတ်သက်လို့မြောက်ကိုရီးယားရဲ့သဘောထားအပေါ်စိတ်ပြတ်မိတယ်လို့ပါရှိခဲ့ပါတယ်။ညိုကတော့အမေရိကန်နဲ့တောင်ကိုရီးယားကြားကဆွေးနွေးမှုတွေဟာမြောက်ကိုရီးယားပေါ်အဲ့ဒီနှစ်နိုင်ငံရဲ့သဘောထားတွေကဘယ်လိုရှိနေတယ်လဲဆိုတာကိုကဘာတိထပ်ပြီးဖော်ပြလိုက်တာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်က တောင်ကိုရီးယားနဲ့ထားရှိတဲ့မဟာမိတ်ဆက်ဆံရေးဟာချင်းချင်းမရှိဆက်လက်ခိုင်မာမြဲမြံနေမယ်လို့ပြောပါတယ်။မြောက်ကိုရီးယားရဲ့ထုတ်ပြန်ချက်မှာတော့အမေရိကန်ရဲ့နျူကလ িয়ার စွမ်းအင်သုံးလေယာဉ်တင်တင်းမော်ကြီး USS George Washington ကတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့အစိတ်ကန်းစီအခုသတင်းပတ်ထဲမှာရောက်ရှိလာတဲ့ကိစ္စကိုလည်းရှုတ်ချထားပါတယ်။အဲ့ဒီလေယာဉ်တင်တင်းမော်ကြီးရောက်ရှိလာမှုဟာမြောက်ကိုရီးယားကိုအင်အားပြချင်းချောက်တဲ့သဘောမျိုးဖြစ်နေပြီးအဲ့ဒီအတွက်လည်းမြောက်ကိုရီးယားက နိုင်ငံရဲ့လုံခြုံရေးအတွက်ရန်သူတွေအပေါ်ပို့ပြီးရန်လိုတဲ့အခင်းကျင်းမျိုးတွေပြသလာနိုင်ကြောင်းနှုတ်ကမြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနစီကိုပြောကြားခဲ့တာပါပြီးခဲ့တဲ့သတင်းပတ်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်တောင်ကိုရီးယားနိုင်ငံစီရောက်ရှိလာခြင်းမှာလဲမြောက်ကိုရီးယားဟောင်းနိုင်ငံအနောက်ဘက်ခြမ်းမှာခရစ်စ်ဒုံဂျီရေးစမ်းသပ်ပြတ်ခတ်ခဲ့ပါတယ်အမေရိကန်ရဲ့အင်ဒိုပစိဖိတ်စစ်ဦးစီးဌာနကတော့အဲ့ဒီဒုံဂျီစမ်းသပ်မှုတွေဟောင်းအမေရိကန်နိုင်ငံသားတွေနဲ့ပိုင်တဲ့နေမျိုးတွေမဟာမိတ်တွေပေါ်တိုက်ရိုက်ချင်းချောင်ရှင်မရှိခဲ့ကြောင်း ဒါပေမဲ့ဒေသတည်ငြိမ်ရေးအားထုတ်မှုတွေကိုတော့ထိခိုက်စေခဲ့ကြောင်းဝေဖန်ခဲ့ပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။ People's Spin ကတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။